်ချင်းလို့ထင်အမှန်ရင်ပြီးရောဆိုတဲ့စိတ်နဲ့နေတယ်ဒါပေမဲ့ရေးရှည်မှာပေါ့နော်လူကအဲ့လိုနေလို့မရဘူးကိုမှန်ရင်မှန်တဲ့အကြောင်းကိုပြောပြရမယ်ကိုမှားနေရင်မှားတဲ့အကြောင်းကိုတောင်းပန်ရမယ်တကယ်တော့မပြောကြမရှိမရှိဘူးဆိုတာလေအာဘယ်လိုပြောမလဲဆိုတော့ဒါမိတ်ဆွေတွေပဲခင်ကြရယ်စုံကြရယ်လေဆောင်းလဲတခြားဒီလူနဲ့မှမဟုတ်တခြားလူတွေနဲ့စုံကြရယ်ဟောဒီလိုလူနဲ့မှပြောခိုင်းရယ်ဒီလိုပဲပေါ့အဲ့လိုဟိုအဲ့လိုအဲ့လိုမျိုးပေါ့နော် ရှင်မှာအကာမိုးပြတန်းဝင်ပေးဘာမပြောဘူးရရဲ့စားတိုင်းမှာအဲ့ဒီထင်ဆောင်အကောင့်ထဲမှာစတင်သားရဲ့လာဖက်လို့ဘာမှပြောစရာမရှိဘူးဘသူ့ဘုံမှလည်းဘာမှမပြောချင်တော့ဘူးတကယ်တကယ်အမလို့လည်းမပြောချင်တော့ဆောင်းပါလေအဲအဲ့နဲ့ပတ်သက်ပြောစရာဘာမှမရှိတော့အိစာလေးအတိုင်းပဲပြီးတော့လေအာဘာမှမပြောဘူး အဲ့ဒီပိုင်းချရမှန်းမီတော့တကယ်တော့မပြောကြရမရှိမရှိဘူးဆိုတာလေအာဘယ်လိုပြောမလဲဆိုတော့ဒါမိတ်ဆွေတွေပဲခင်ကြရယ်စုံကြရယ်လေဆောင်းလဲတခြားဒီလူတွေမှမဟုတ်တခြားလူတွေနဲ့စုံကြရယ်ဟောဒီလိုလူတွေမှပြောခိုင်းရယ်သူတို့ပဲပေါ့အဲ့လိုဟိုအဲ့လိုအဲ့လိုမျိုးပေါ့နော်အရင်တုန်းကတော့အာဆောင်းကကလေးဆန်တယ်တခုခုဆိုရင်ဆောင်းရှင်းပြရတာမကြိုက်ဘူးအာလူတွေထင်းထင်းလို့ထင်းငါမှန်ရင်ပြီးရောဆိုတဲ့စိတ်နဲ့နေတယ်ဒါပေမဲ့ရေရှည်မှာပေါ့နော်လူကအဲ့လိုနေလို့မရဘူး ကိုမိုင်းမန်နေဂျာကိုပြောပြရမယ်ကိုမားနေလဲမားတဲ့အကြောင်းတောင်းပန်ရမယ်အဲ့ဒါကတော့ဒါနောက်ပိုင်းမှာစောင်းစဉ်းစားလိုက်တယ်အမြဲတမ်းစောင်းမရှင်းတဲ့အတွက်အမြဲတမ်းစောင်းဝဲပြောခံရတယ်အာမိတ်ဆွေတကယ်ချင်းကတော့စောင်းတို့အမားတို့နဲ့ဆုံရင်လည်းမိတ်ဆွေတကယ်ရင်လို့စောင်းကအရန်ခင်တတ်တဲ့အရန်ချစ်တတ်တဲ့သူဖြစ်တဲ့အတွက်အာလူရောမလဲဆိုတော့နည်းနည်းလေးတော့တတ်တယ်ပေါ့နော်ဟိုလူရာထက်လည်းပို့ပြီးတော့ဟိုခင်ခင်မင်းမင်းလေးရှိကြရပေါ့အဲ့တော့ဟိုဒါကိုရှင်းပြမယ့်အချိန်ရောက်လာလို့ရှင်းပြလိုက်တယ်လို့ပဲ ြောမှာမသိဘူး။ဘူးမေတော့ပါဘူး။အရင်တော့ဆိုရင်လည်းဆောင်းရှိခင်ရှင်းပြလို့ရပါတော့။တခုခုကကိုဒီကိစ္စမှမဟုတ်ဘယ်ကိစ္စမှမဆိုအထင်ကန်းနေရာလေးရှိ။အမေဆောင်းကရှင်းပြတာမကြိုက်တာ။အော်ဒါကြီးကရှင်းပြဖို့လိုလို့လား။ ကြည့်ရင်လည်းရှင်းရမှာလားမရှင်းရဘူးလားအဲ့လိုမျိုးပေါ့နော်ဒီကိစ္စကိုပြောတော့မဟုတ်ဘူးနော်ကိစ္စတိုင်းမှာပေါ့နော်ဟိုမှာမမဆောင်ဝင်ထင်လေပါ့ပြီစောင်းပါလေသွားပြောလိုက်ရင်ကောင်းမလားအဲ့ဒီတိုင်းမထားလိုက်ရောပြီးသွားမှာလားအဲ့လိုမျိုးလေးပဲတွေးတော့လေဟိုဒါပေမဲ့တကယ်အမှန်စောင်းလို့အခုနောက်ပိုင်းရေရှည်ပုံအမှားကြတော့အဲ့လိုလုပ်လို့မရဘူးဟိုတခုခုဆိုရင်ကိုမမားရင်လည်းမမားတဲ့အကြောင်းရှင်းပြရမယ်ခုနကပြောသူမမားခဲ့ရဆိုရင်လည်းအော်ကိုမားသွားပါလေနောက်မလုပ်တော့ဘူးတောင်းမှန်ပါလေအဲ့လိုမျိုးတောင်းမှန်ရမယ်ဆိုတော့အတိပေါ့နော်အဲ့အဲ့ဒါကြောင့်မလို့ဒါကတော့တောင်းမှန်တာမဟုတ်ဘူး အစတင်မိတာလေအစတင်လိုက်ပြီလေဘာဘာ response လောက်အောင်မလဲဒါမပြောဘူးရရဲ့စတဲ့အတိုင်းမအဲ့သိတယ်အဆောင်အကောင့်ထဲမှာစတင်ထားရလာဖက်လို့ဘာမှမပြောရမှာရှိဘူးသူ့ဘုံမှာလည်းဘာမှမပြောချင်တော့ဘူးတကယ်တကယ်အမတို့လည်းမပြောချင်တော့ဘူးပြိတ္တကလည်းမပြောချင်တော့ဘူးမင်းတို့ရဲ့နန်းတွင်ရှင်မှာအကမှုဖြစ်တန်းဝင်ဘယ်တော့မတုံးတော့အာ ကိုလိုအပ်လို့ဒီတစ်ခုကိုလုံလိုက်တယ်လို့ပဲသတ်မှတ်လိုက်တယ်ဒါလေးကတော့လိုအပ်တယ်ဟိုအဆောင်မန်နေဂျာလည်းပါပါတယ်ဟိုမမကြီးတို့လည်းပါပါတယ်ဒါသမီးရှင်ဟောမနော်ညီမလေးရှင်းလိုက်ညီမလေးလိုအမြင်အငင်းကမ်ပဏီနဲ့ဟောကိုမန်လည်းမန်တာထုတ်ရှင်းလိုက်အဲ့လိုမျိုးအဲ့လိုမျိုးပြောတဲ့အတွက်အဆောင်တာရှင်းလိုက်တယ်ပေါ့ဒါပေမဲ့အော်အဲ့ဒီ feedback တွေလည်းစောင်းပြန်မကြည့်ပါဘူးအဲ့ဒါပေမဲ့လည်းတင်တဲ့လူတွေကစက်တင်နေရပဲစောင်းမသိပါဘူးဟို Facebook ကလေတစ်ခါလေကြည့်တဲ့လို့နည်းနည်း energy ရော့လာပြီးစိတ်ညစ်လာပြီးဆိုရင်ဖြစ်လိုက်တာပဲ ဘဝမှာကိုကလူရေးမှားတယ်ဆိုတာမရှိဘူးကိုကိုရွေးလို့မှားသွားကြတဲ့သူတွေပဲဘာလို့လဲဆိုတော့ကိုကချက်မပြေလို့လေစောင်းချစ်တဲ့သူရောမုန်းတဲ့သူရောအားလုံးကိုစောင်းမှာကျေးဇူးလဲတင်တယ်ဘာလို့ဆိုတော့ချစ်ပေးတယ်မုံပေးတယ်ဆိုတော့သူတို့စိတ်ထဲမှာစောင်းထည့်ပေးထားတဲ့အတွက်ဒါစောင်းတကယ်ကိုလေးလေးနက်နက်နဲ့တကယ်ကျေးဇူးတင်တယ် အဥပ္ပခါပြူတာကိုစောင်းမကြိုက်ဘူးဥပ္ပခါပြူလိုက်ပြီဆိုရင်အာမသိတော့လေနော်အဲတော့ကို့ကိုချစ်လို့ blame အချစ်လို့တော့ချစ်လို့ပြောတာမုံလို့ blame တာဆိုတာဆိုတော့စိတ်ထဲမှာကို့ကိုထားထားပြီးတာဖြစ်တဲ့အတွက်အဆောင်းအများကြီးကျေးဇူးတင်ပါတယ်ဟုတ်